င်္ဂလာပါရှင် ကျမတို့ရဲ့မိုးလေဝသသတင်းချန်နယ်လေးကကြိုဆိုလိုက်ပါရစေ။မြမပြည်အလဲပိုင်းဒေသမိုးတွေတဲတော်မယ်။မင်းနှုံတရက်စင်ပောင်ဝဲမင်းလာမကွေးစကုငဖဲပွင့်ဖြူစလင်းရေနံချောင်းစင်ဖြူကျွန်း၆စေတုတ်တရာ ကစွန်းမပေါ့ညောင်ဦး ပကံကြောက်ပတောင်ပင်မျိုးနတ်မောက်မျိုးတစ်တောင်တွင်ကြီးဆက်သွာပခုတ်တူမြင်းချံမြိုင်တောင်တာနွားထိုးကြီးဝဲလောင်မလိုင်းမုံရွာရင်းမာပင်ပလဲကူးတလင်ကနီအရာတော်ရွှေဘူခင်းကြီးကံဘလူမြက်ကန်သာမန္တလေးစကိုင်းကြောက်ဆယ်မြစ်သားတဲတော်မိထီလာသာစီပျော်ပွေရမည်တင်းတက်ကုန်းနေပြီးတော့ပြင်မနာရေနီရေတာရှိစားတဲ့ဒေတာတဝိုက်မှာနေရာကျကျမိုးရွာလာနိုင်ပြီး မေလ17ရက်နေ့ညပိုင်းမှစ၍အဆိုပါဒေတာမှာမိုးရွာလာနိုင်ပြီးဒေတာအချို့မိုးတိမ်တောင်များဖြစ်ထွန်းမှုကြောင့်နေပြင်းအနေရကြားရောက်လာနိုင်ခြင်းမိုးကြိုးပစ်ခြင်းမြေပြိုကျခြင်းမိုးကြီးခြင်းများဖြစ်ပေါ်လာနိုင်ပါတယ်ဒီနေ့မေလ17ရက် ထီးရရှိပြီးကြိုတင်ခမန်းချက်များမှာနေဖီအားနေရဝန်းဖြစ်လာပြီးရင်ဆက်လက်ရွေလျားနိုင်မဲ့လမ်းကြောင်းကအနောက်ဘက်ကိုပိုများပြီးအနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေကိုမေလ16ရက်နေ့မှာဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်းခမန်းထားတာတွေ့ရပါတယ်။နေဖီအားနေရဝန်းမုန်တိုင်းတလုံးဖြစ်လာရင်မုန်တိုင်းရွေလျားရာလမ်းကြောင်းရဲ့ညာဘက်ခြမ်းမှာရှိနေတဲ့မြန်မာနိုင်ငံမှာမုန်တိုင်းလေဖိအားနေရဝန်းအချိန်တက်ရောက်မှုပိုများနိုင်တာကြောင့်မေလ၁၄ 15ရက်နေ့မှ မေလ19 20ရက်တွေအထိမြန်မာနိုင်ငံအနှံ့အပြားမှာနေရာကျဲကျဲမှ နေရာစိတ်စိတ်မိုးထစ်ချုံရွာနိုင်ပြီးမေလ15 16ရက်တွေမှာရန်ကုန်တိုင်းအတွင်းမိုးလွန်များနိုင်ကြောင်းမိုးရေချိန်24နာရီအတွင်းမီလီမီတာတရကျော်လေးလက်မခန့်ရွာနိုင်တာတွေ့ရပါတယ်မိုးဦးလေဦးမိုးလေပြင်းထန်နိုင်မဲ့အခြေအနေကိုခံမှန်းတင်ပြပေးနေမှာဖြစ်တာကြောင့်ဒီကာလအတွင်း မြို့ရင်းဒေသတွင်ရေကြီးရေရှမ်းဖြစ်နိုင်ခြေတွေကြိုတင်ကာကွယ်နိုင်ရန်လိုအပ်တဲ့ပြင်ဆင်မှုတွေလုပ်ထားကြဖို့တော့တိုက်တွန်းချင်ပါတယ် မိုးရွာသွန်းမှုအခြေအနေမှာနေပြည်တော်ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင်ရွာသွန်းမြဲထက်ပိုနိုင်ပြီးမန္တလေးတိုင်းဒေသကြီးနှင့်စကိုင်းတိုင်းဒေသကြီးတို့တွင်ရွာသွန်းမြဲခန့်မိုးထစ်ချုံရွာနိုင်ပါသည်။ ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင်9ရက်မှ9ရက်ခန့်နှင့်နေပြည်တော်မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊ချင်းပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင်4ရက်မှ6ရက်ခန့်မိုးထစ်ချုံရွာနိုင်ပါသည်။နေပြည်တော်ရန်ကုန်တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး ကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင်မေလပြင်းမြအပူချိန်ခန့်သာရှိနိုင်ပါသည်။မိုးလေဝသတင်းတွေကိုအချိန်နှင့်တပြေးညီ သိရှိရဖို့ကျမတို့ရဲ့ channel လေးကို subscribe လေးလုပ်ထားပြီးအစ်တတင်တိုင်းသိရဖို့အတွက်ဘေးနားကခေါင်းလောင်းလေးကိုနှိပ်ထားပေးပါနော်။